They come I'm crazy Quay I'm at a charming clay La la you must say booty နဲ့အလိုပေါ်အကောင်လေးတယောက်ကိုလွမ်းပြီးတော့ယူကြောင်ကြောင်ပုံစံမျိုးလေးလဲအလိုတည့်ရမလားဂေါ်လီမပေါ့နော်ဂေါ်လီမပုံစံမျိုး colorful လဲဝတ်ထားအာတမင်ဝတ်ထားတာ music ကတော့မေလာတီးတာဆိုတဲ့အပိုင်းလဲအလိုပြင်းပြင်းလေးလေးဆိုထားတယ်သူများရာပြောကြတယ်တချင်းကဘာကြီးလဲပြင်းပြင်းဆိုတော့တကယ်တော့မဟုတ်အလိုပြင်းအောင်တမင်လောက်ထားတာပါ အတန်းတော့ဟုတ်တယ်တမင်လုတ်ဆိုထားတာပါအဲ့လိုမျိုးလေးဖြစ်အောင်လို့ပေါ့နော်ဘာလို့လဲဆို music video နဲ့လည်း like အောင်အဲ့လိုပေါ့အဲ့လိုတည်ရမလားအဲ့လိုနည်းနည်းကြောင်တောင်ဖြစ်နေလူတယောက်ကပုံမှန်တန်တော့မထွက်ဘူးလေအဲ့လိုမျိုးအချင်းမှုတို့တန်လေးတွေရှိမဲဆိုတော့အဲအတီးလုံးလေးနဲ့လည်း like အောင်အဲ့လိုလေးတမင်ကိုဆိုထားတာပါဟုတ်အရင်ကတော့မိလာငယ်သေးရလဲပါပေါ့အတန်လေးရလဲသေးတော့လေလိုရှာပြားနဲ့လို့သူများရပြောကြတကယ်တော့ရှာပြားနဲ့ဆိုတာမဟုတ်ဘူးဒါမိလာ original အတန်ပဲ ဒီနေ့ကတော့မေလာရဲ့အခုပေါ့နော်ဒီနေ့တချံအတွက်ထုတ်မဲ့တချံတချင်းအစ်စ်လေးပါကိုရန်ရေးထားတဲ့တချင်းလေးပါအကောင်းဆုံးနေလာမယ့်နှစ်သက်လို့နာမည်ပေးထားပါရဲ့ဟုတ်ဟုတ်ကဲ့အာတခြင်းအသွာလာလေးရတော့မိလာဒီဘက်ခေပုံစံမျိုးလေးကိုပဲရေးထားပါတယ်တီးလုံးလေးရလည်းဒီဘက်ခေပုံစံမျိုးမှာဗမာဘက်ကိုနွယ်တဲ့ပုံစံမျိုးလေးပေါ့မျိုးစင်နာလေးကြားလို့ချင်းမြန်မာအကလေးတွေနဲ့အဲ့လိုမျိုးလေးသွားမယ်ခက်လေးတွေကိုမျိုးစုံထည့်မယ်ပေါ့နော်အာပကံအင်းဝါအဲ့လိုမျိုးစားတဲ့ခက်လေးတွေနဲ့အာဒါအဲ့လိုလေး music video လေးကိုဖန်တီးထားပါတယ်လို့ဟုတ် အာဒါလေးကတော့မေလာကြံစင်းလေးတွေအစ်စ်လေးရေးထားရတယ်ရှိရယ်လွန်ခဲ့တဲ့3-4နှစ်လောက်ကလည်းဟိတ်ပျော်ဟိတ်ဆိုပြီးတချင်းနဲ့တပုတ်ထွက်ခဲ့ရရှိရယ်နည်းနည်းငယ်ဦးမှာပေါ့နော်အခုဒီတစ်ခါကတော့နောက်ထပ်မေလာအတွက်နောက်ထပ်တပုတ်လေးပေါ့နော်အာအခုထွက်ချင်စိတ်လေးရှိသွားလို့ကြံစင်းကိုအစ်စ်လေးလည်းဖြစ်ချင်တာနဲ့ဒါလှုပ်လိုက်တဲ့တပုတ်ပါဟုတ်ကဘာကြတော့မိလာအမဆိုးတော့ဘူးလေတော်တော်များများလည်းဆိုနေကြတာဆိုတော့အကိုတိုင်းလည်းရေးလို့ကလည်းအဆင်ပြေနေရပဲဆိုတော့ရေးလိုက်မယ်ဆိုပြီးတော့ရင်းနဲ့တချင်းလေးထွက်လာတော့လဲဩလောက်လိုက်မယ်ပေါ့ဟုတ်ဟုတ် တကြံဆိုလို့ရှိရင်မိလာအလိုတကြံတီးလုံးလေးဆိုလို့ရှိရင်အလိုအလိုမျိုးပေါ့နော်မြန်မာအတန်လေးတွေနဲ့ဒီဘက်ခေပုံစံလေးနဲ့နှစ်ခုရောတဲ့ဟာအတန်လေးတွေကိုသဘောကျတယ်အဲ့ဒါကြောင့်မလို့တချင်းလေးတွေနှစ်ခုပေါင်းဆက်ပြီးတော့ဒါဖန်တီးဖြစ်တာပေါ့ဟုတ်ဒါကတော့အားလုံးကြားနေကြတချင်းတွေပဲပေါ့နော်အလိုရှာပုံတော်မင်းသားကြီးတို့ဖြူနီပြားဝါတို့အများကြီးပါပဲနော်ဟုတ်တယ်တချင်းကလည်းအလိုနားထောင်ရင်မိလာအိမ်ကအဲ့လိုမျိုးတချင်းလေးပိုကြိုက်တော့လေကိုယ်လည်းသူတို့နဲ့ပေါင်းတာများပြီးတော့ဒီဘက်ကိုတိတ်မကြိုက်တော့အရှိကိုပိုကြိုက်တယ်အလို ဟုတ်တယ်ဟုတ်တယ်ကဘာနဲ့ဟုတ်အဲ့တော့ဟုတ်အခုလာမယ်2025အစားပြီးတော့မိလိုက်ကိုပိုင်တချင်းဘက်ကိုပို့ပြီးတော့သွားဖို့ရှိပါတယ်ဟုတ်တုံညာချေဟာဒီ24နိုင်ဆိုတချင်းလေးပေါ့နော်အခု TikTok မှာဘာသူခေါ်တာကလေးလေးရင်မာစင်တွေတွေ့လို့ဆိုပြီးစော့နေကြတာပေါ့နော်အဲ့တချင်းလေးကမမရရမိလိုက်အတေးရတော့ကိုဆွဲအောင်ပေါ့နော်မိလိုက်ကသွားဝယ်တာမဟုတ်ဘန်လေးတယောက်ကမိလိုက်လက်ဆောင်ပေးရပုံမှန်ဆိုပရိသတ်တွေကလက်ဆောင်ပေးပန်းစည်းတို့ရုပ်ကလေးတွေလို့ပဲပေးကြအများလေးဒီတစ်ခါတချင်းလေးပေးတော့သူ့အတွက်လည်းအမှတ်တရလေးလည်းဖြစ်အောင်ကိုကလည်းဒီတချင်းလေးကိုကြိုက်တာနဲ့ မှတ်တရလေးဖြစ်အောင်ထုတ်လိုက်ရနေပြီအသချင်းလေးပေါက်သွားတော့ဘာပဲပြောဝမ်းတာပါတယ်ဟုတ်ပြန်ပြအောင်လို့ဟုတ်တယ်ကျူးတာပေါ့နော်ကျူးထားတဲ့အသချင်းလေးပေါ့ဟုတ်ကုရမ်းရေးထားတာလားဟုတ်တယ်ဟုတ်အသချင်းလေးကတော့တေးရတော့ကိုဆွဲအောင်ပါဟုတ် အစားတော့တချင်းလေးကမြမြူးလေးနဲ့ဆိုတော့အဲ့လိုမပေါ့နော်အစားတော့အလိုအကာလေးတွေနဲ့အဲ့လိုတချင်းကိုလည်းမြမြူးကြွကြလေးတီးမယ်ဆိုပြီးစဉ်းစားပြီးတော့မှဟာလို့ပုံစံလေးမတန်ပြောင်းအောင်တော်တော်များများတော့အဲ့လိုပဲလုပ်ကြမှာတေးကြရဲအဲ့တချင်းကိုဘယ်သူပဲရအစိုးတော်မီလားမဟုတ်ရင်တော့တခြားဘယ်သူပဲမဖြစ်အာသူခေါ်တာကလေးလေးရင်မစမ်းလို့ပျော်ပျော်လေးပဲဆိုကြမှာတေးကြရဲတေးကြရဲမီလားတော့ music video ကအစားပေါ့နော်နည်းနည်းအဲ့လိုပေါ့အကောင်လေးတယောက်ကိုလွမ်းပြီးတော့ယူးကြောင်ကြောင်ပုံစံမျိုးလေးလဲအဲ့လိုတည့်ရမလားဂေါ်လီမပေါ့နော်ဂေါ်လီမပုံစံမျိုး colorful လေးဝတ်ထားအာတမင်ဝတ်ထားတာအဲ့လိုမျိုးလေးဝတ်ပြီးတော့ယူးနေတယ်ယူးကြောင်ကြောင်ခတ် ကြောင်ကြောင်ပုံစံမျိုးလေးရိုက်ထားတယ်။ဆိုတာလည်းအဲ့လိုမျိုးအဲကျူးတဲ့သချင်းဆိုပေမဲ့ပြင်းပြင်းတွဲကျူးတဲ့ပုံစံမျိုးလေးဖြစ်အောင်ဒီ music ဘိုင်းကိုအဲ music ကတော့မီလာတီးတာပေါ့နော်။ဒီစကားတော့မေလာတီးတာဆိုတော့အပိုင်းလည်းအဲ့လိုပြင်းပြင်းတွေလေးဆိုထားတယ်သူများရာပြောကြတယ်တချင်းကဘာကြီးလဲပြင်းပြင်းဆိုတော့တကယ်တော့မဟုတ်အဲ့လိုပြအောင်တမင်လောက်ထားတာပါဟုတ်အတန်းကတော့ဟုတ်တယ်တမင်လောက်ဆိုထားတာပါအဲ့လိုမျိုးလေးဖြစ်အောင်လို့ပေါ့နော်ဘာလို့လဲဆိုတော့ music video နဲ့လည်းလိုက်အောင်အဲ့လိုပေါ့အဲ့လိုတည့်ရမလားအဲ့လိုနည်းနည်းကြောင်တောင်တောင်ဖြစ်နေလူတယောက်က ပုံမှန်တန်တော့မထွက်ဘူးလေအဲ့လိုမျိုးအိတ်ချင်မှုတို့တန်လေးတွေရှိမယ်ဆိုတော့အဲအတီးလုံးလေးနဲ့လည်းလိုင်းအောင်အဲ့လိုလေးတမင်ကိုစုတ်ထားတာပါဟုတ်ကိုထိရောက်သွားရလို့ပြောလို့ရမယ်နော်ထိရောက်သွားရလို့ပြောလို့ရမယ်ပြည်သက်တွေလည်းတီးကြတယ် မတူဘူးဟုတ်တယ်ဟုတ်ဟုတ်အရင်ကတော့မိလာငယ်သေးရလဲပါပေါ့အတန်လေးရလဲသေးတော့လေအဲ့လိုရှာပြားနဲ့လို့သူများရပြောကြတကယ်တော့ရှာပြားနဲ့ဆိုတာမဟုတ်ဘူးဒါမိလာ original အတန်ပဲ original အတန်လေးကိုမှအခုနောက်ပိုင်းကျတော့အသက်ကလည်းနည်းနည်းလေးကြီးလာတော့အတန်လည်းနည်းနည်းလေးပြောင်းလာတယ်ပြောင်းလာတော့နည်းနည်းလေးကြီးတဲ့ဘိုင်ကိုရောက်လာတဲ့အတွက်ကြောင့်မလို့ခစ်ကလည်းမတူတော့ဘူးမနစ်ကလည်းဒီနှစ်တောင်မတူဘူးမနစ်ကဆိုလို့ရှိရင်သချင်းနေဆိုလို့ရှိရင်အဲ့လိုမျိုးအရန်တော့អော်ရတာတို့အဲ့လိုပြောတည့်ရမလားအစိုးရတွေကပညာသားပပနဲ့ဆိုကြရင်များတယ်အခုဒီ2024 2025 2025အခုလာမယ့်ခေတ်တွေမှာကြောင့်သူတို့အလိုပေါပေါပပလေးပဲဆိုကြရများတယ်။တချင်အလိုလေလေးနဲ့ဆိုရဲလူတွေလည်းရှိတယ်။အဲ့လိုမျိုးပုံမှန်လေးတွေပဲအသိပ်ပြောပညာသားတွေတိတ်မပါကြတော့ဘူး။အဲ့လိုမျိုးအလိုပုံမှန် flow လေးနဲ့ပဲဆိုကြတာခက်ကိုခက်အလိုက်နဲ့ပတ်သက်ပြောင်းပြီးဆိုရတာပေါ့ဟုတ် အဲ့ဒါကတော့ကိုကိုတိုင်းလည်းမသိဘူးပေါ့နော်သူတို့ဘာလို့ဘလို့ကြိုက်လဲတော့မသိဘူးဒါပေမဲ့ဒီအတန်လေးကြားလာရဲ့မေလာမန်တိကြရတဲ့အတွက်တော်ဝမ်းသာပါတယ်ဘာလို့လဲဆိုတော့အဆိုတော်တယောက်မှအဲ့လိုမျိုးလေးနော်ဒီတန်ကြားရင်ဒါဘသူလဲပဲဆိုတော့လဲဆိုတာတိဖို့အရေးကြီးရတဲ့အတွက်ကြောင့်မလို့အာမေလာအဲ့လိုပေါ့တခြားသူတွေနဲ့အတန်လေးမတူဘဲနဲ့နည်းနည်းလေးကွဲထွက်အဲအတွက်လဲကိုကိုကိုတော့ဒါဝမ်းသာပါတယ်ပရိသတ်တွေအများအဝများတယ်ဆိုတာကအဲ့လိုကလေးဘွားတွေကအပေရပရိသတ်တွေရှိတယ်လို့ရှိ မေလာပြန်လဲဆက်တဲ့နောက်တစ်ခေတ်ဆိုလိုက်မှတိသွားတဲ့ပြစ်သက်တွေလည်းရှိတယ်။နောက်အဲ့ဒီဟိုဇလန်းတွဲအမွေအတည်မလားအဲ့လိုမဟာထွက်တဲ့ဇလန်းတွဲမှာတိရဲ့ပြစ်သက်တွေရှိသလိုအဲ့လိုမျိုးပြစ်သက်တွေကတော့လူငငယ်ရကနေအခုချိန်ထိကမတူကြအောင်ဆိုတော့ငယ်ကငငယ်ကဆိုထားတဲ့သူတွေကြိုက်တဲ့လူတွေကလည်းအဲ့အတန်ကိုပဲသူကကြိုက်တာ။သူကအခုဒီအတန်ကိုကြိုက်ကြတဲ့လူတွေကလည်းအရင်ကဆိုထားတဲ့အတောင်ပြန်မဆိုးလဲသူတို့မကြိုက်ဘူးဆိုတော့အတူကြားချအောင်လို့တော့ဆိုရမှာပေါ့လေ အဲတော်တော်များများတော့အဲ့လိုလေးပြောကြရပါဘောเนาะတကယ်တော့ဒါမီလာရဲ့ original အတန်ပါဒါပေမဲ့အဲပရိသတ်တွေကအဲ့လိုလေးတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကနည်းနည်းလေးရောပြောင်းပြီးရောဆိုဖို့တော့ရှိပါတယ်ပြောင်းပြီးဆိုဖို့ဆိုတာနည်းနည်းလေးအဲ့လိုပေါ့အတန်နည်းနည်းကြီးပြီးဆိုမှာပေါ့နည်းနည်းအတက်လည်းနည်းနည်းကြီးလာရဲ့အခုတော့အတန်နည်းနည်းကြီးပြီဆိုတော့လေအဲ့လိုလေးပြောင်းမှုလည်းရှိပါတယ်နောက်တခြင်းပုံစံအလိုက်လည်းအတန်လေးပြောင်းဆိုဖို့တော့ရှိပါတယ်ဒါကတော့အမှုပညာတစ်ခုအနေနဲ့ပဲခန်းစားပြီးရောဆိုသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့နားဆင်ပေးပါလို့ဟုတ် ဒါကတော့လို့ပေါ့နော်ကလေးဘွားကြိုက်တဲ့မျက်နှာဖောင်းပေါင်းလေးကြိုက်တဲ့လူတွေကလည်းဖောင်းပေါင်းလေးကိုကြိုက်မှာပဲအခုချွချွန်လေးကြိုက်တဲ့လူကလည်းချွချွန်လေးကိုကြိုက်မှာပဲဆိုတော့ပြစ်သက်တွေမြများရတော့ဝမ်းသာပါတယ်ဟုတ်စိတ်ယုံဘက်ကတော့အများကြီးလာလို့ကြရလို့တော့ပြောတယ်မြန်မာနိုင်ငံရတဲ့မေလာလှုပ်ပြီးတော့တော်တော်ဆက်ရောက်ကြကြော်လောက်မကဘူးဒါလှုပ်ကြရတဲ့သူတို့ကဒါ Facebook ပေါ်မတင်တာလေးနော်ကိုကဒါတင်လိုက်လို့ဒါအကုန်လုံးလည်းတည်ပြီးတော့အဲ့လိုလှုပ်ကြရဆိုတော့စိတ်ယုံဘက်ကတော့တော်တော်ကျေးဇူးတင်တယ်လို့ပြောတယ်အများကြီးလာလို့ကြရတယ်ဟုတ် ဒီမျက်နှာကိစ္စကတော့ပြီးွားပါပြီเนาะအဲ့တော့ trade through တော့ပြောကြတော့မရှိတော့ပါဘူးဟုတ်မြန်အပေးနေချဲရဲသူများတွေ့သချင်းလေးလာဖို့ရှိပါတယ်အခုဒီကြံသချင်းလေးထွက်လဲအပေးပါလို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်